ဘူးအခုကျွန်တော်တရားစီမံကျွန်တော်တောင်းပြင်မှာဆရာစပါရနဲ့အတူကျွန်တော်တရားစီနဲ့အတူကျွန်တော်လက်တော်ရေးမှာကျွန်တော်တောင်းပြပညာရေးကောင်စီ TLEC ရဲ့မူလတန်းပြဆရာဆရာမအဖြစ်တင်ဒန်းပစ္စည်းသွားလို့တင်ဒန်းစင်ပွဲပြုလုပ်ခဲ့ပါတယ်တောင်းပြခုခိုင်မြို့မှာတောင်ပြပညာရေးကောင်စီ TLEC စီစဉ်ပြုလုပ်တဲ့မူလတန်းပြဆရာဆရာမအဖြစ်တင်ဒန်းကိုဇွန်လ26ရက်နေ့မှာတင်ဒန်းစင်ပွဲကျင်းပပြုလုပ်နိုင်ခဲ့ပါတယ် တင်တန်းကိုဧပြီလ25ရက်နေ့ကစတင်ခဲ့တာဖြစ်ပြီးတော့နှစ်လကြာတင်တန်းပြုလုပ်ခဲ့ပါတယ်။တောင်ပြည်ထဲမှာဖွင့်လှစ်ထားတဲ့အခြေခံပညာရေးကျောင်းတွေကိုပြန်လည်တာဝန်ထမ်းဆောင်နိုင်ဖို့အဆိုပါဆရာဆရာမတွေကိုတင်တန်းပို့ချပေးရခြင်းဖြစ်ပါတယ်။တက်ရောက်တဲ့ဆရာဆရာမအောင်132ဦးထဲမှာအမျိုးသမီး106ဦးနဲ့အများဆုံးဖြစ်ပါတယ်။တင်တန်းပြည့်စည်သွားတဲ့ဆရာဆရာမတွေကိုတောင်ပြည်နမ်ခမ်းနဲ့ခုခိုင်စတဲ့မြို့နယ်တွေမှာတာဝန်ခွဲဝေပေးသွားမှာဖြစ်ပါတယ်။ မေလတုံးကလည်းမူလတန်အဆင့်ဘာသာရက်ဆိုင်ရာတင်ပြနေမူမန်တင်နန်းကိုတောင်းဖြင်နှမ်ဆံမျိုးမှာပြုလုပ်ပစ္စည်းခဲ့ပါတယ်။တင်နန်းစင်ပွဲအခမ်းအနားမှာပလောင်ပြင်းနယ်လူမျိုးရေးတပ်ဦး PSWF TNA ဒုဥက္ကဋ္ဌတက်ဒုဘူချုပ်ကြီးတာချုပ်ကြားနဲ့အထွေထွေအတွင်ရေးဖို့နှင့်ဘုံမူကြီးတာပေါင်းလာတို့တက်ရောက်အားပေးခဲ့ပါတယ်။အခမ်းအနားကိုမိဘပြည်သူတွေနဲ့ဌာနဆိုင်ရာတာဝန်ရှိသူတွေအပါအဝင်လူဦးရေ290ကျော်တက်ရောက်ခဲ့ပါတယ်ကျမလွေပူလပါပါရှင် ်ဖြောင်းပိုင်းသွားလဲပေါင်းမယ်တင်ပိုင်းကသွားတဲ့ပဲပေါင်းမယ်ဘောဘုဆိုင်လဲနောက်ဆုတ်တာလေးရက်တန်တာလေးနှောင့်နှေးရလေးကတ္တာကတ္တာဖြစ်မယ်ဒါဆရာစမလည်းခန္ဓာတော်တော်လေးပဲ